နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့မင်းအောင်လိုင်အပါအဝင်စစ်တပ်ခေါင်းဆောင်များကိုဆဲဆိုမှုနဲ့ဖမ်းဆီးခံထားရတဲ့စစ်တပ် lobby ဇော်ဘုံဟိန်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ထောက်ဖမ်းရေးများက စစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးတော့စစ်ကြောနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂ရက်နေ့မုံလဲတနားရီကျော်အချိန်မှာပြည်ဦးလွယ်မှာနေထိုင်တဲ့စစ်တပ်လော်ဘီဇော်ဘုံခင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးပြီးတဲ့နောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ထောက်လှမ်းရေးများကဇော်ဘုံခင်းကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးတော့စစ်ကြောနေတယ်လို့သိရပါတယ်။စစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုရဲ့နောက်ွယ်မှာမြည်သည့်ရည်ရွယ်ချက်တွေပါရှိတယ်လဲဆိုတဲ့အချက်ကိုစစ်ကြောမေးမြန်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းပြီးတော့တခါတည်းစစ်ကြောရေးကိုခေါ်သွားပါတယ်။ဇွန်လ ၂ရက်နေ့ကလေးကစစ်ကြောရေးကိုတမ်းပြီးခေါ်သွားတာအခုချိန်ထိရဲစခန်းကိုတော့မရောက်လာသေးဘူးစစ်ကြောရေးလုပ်နေတယ်လို့သိရတယ်စစ်ကြောရေးဆိုတော့သိတဲ့အတိုင်းပဲခက်ချမ်းချမ်းတော့ဖြတ်တန်းရမှာပေါ့လို့ပြင်ဦးလွင်ရဲသတင်းအရင်းမြစ်ကပြောပြထားပါတယ်မဘာသာနဲ့အမျိုးသားရေးအစိုးရဘုံကြီးပောက်ကိုတော်ကတော့ဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးသွားတာဟာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်မှာနေထိုင်ပါက PDF များရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကြောင့်တေသွားနိုင်ကြောင်း အခုလိုမျိုးစစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲမှာအေးဆေးစွာ ဖြတ်တန်းနေထိုင်နိုင်တော့မှာဖြစ်တဲ့အတွက်ကံကောင်းခြင်းဖြစ်ကြောင်းသူ့ရဲ့ Telegram မှာနေတဆင့်ပြောဆိုထားပါတယ်။မင်းအွန်လိုင်းအပါအဝင်စစ်အရာရှိများကိုဆဲဆိုနေတဲ့အတွက်ရန်ကုန်တိုင်းဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာ ပအမှတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးနဲ့ ်မမတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မုံမိုးခိုင်ကဇော်ဘုံဟင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးတော့အဲ့ဒီအမှုအတွက်လည်းရန်ကုန်မှာအမှုရင်ဆိုင်ရမှာဖြစ်တယ်လို့သိရပါဗျ။စစ်တပ်လော်ဘီဇော်ဘုံဟင်းကိုဖမ်းဆီးရန်အဓိကလှုပ်ဆောင်ခဲ့သူများတယ်မှာစစ်တပ်လော်ဘီဟန်ငိမ့်ဦးကဥဆောင်ပါဝင်ခဲ့တဲ့အတွက်မမတာနဲ့စစ်တပ်ထောက်ခံသူတချို့ကဟန်ငိမ့်ဦးကိုသစ္စာပေါက်တအုပ်အဖြစ်နဲ့ကင်မုန်းတတ်ထားကြကစစ်တပ်ထောက်ခံသူများတယ်မှာလည်းအုပ်စုဂွဲများဖြစ်ပေါ်လာကြောင်းမမတာအဖွဲ့ဝင်တအုပ်ကသတင်းပေးဖို့ပြောကြားထားပါဗျ။ကိုဇော်ဘုံဟင်းကတက်မတော်အတွက်ကောင်းဖို့သူကပြောတာ သူကပေးမစားဘူးဟန်ငယ်ဦးဘာညော့မိုင်းဝေကိုသက်ကြောစွာကိုနင်းမောင်တို့လိုအောက်တန်းစားတွေကတအုပ်စုတယ်အခုမပုတ္တမဟာသွေးတော်မှလွတ်ပါမလားစိုးရိမ်နေရတယ်ဒီလူတွေကတပ်မတော်ကိုကြောက်သေးဆွဲချနေတဲ့သူတွေပါရှေ့မှာဥတင်လွင်လောက်ကြတက်ဖြတ်ခံရတာတော့မှဒီလူတွေရဲ့စနက်မကင်းမှုလို့ကျွန်တော်တို့ဂျားထဲမှာတွက်ဆနေရပြီလို့ရန်ကုန်ကမဘာသာအဖွဲ့ဝင်တအူးက Messenger ကနေတဆင့်သတင်းပေးဖို့ပြောကြလာပါတယ်စစ်တပ် lobby ဟန်ငယ်ဦးကတော့ ဇော်ဘုံဟိန်ဖန်းစီမှုအပေါ်ကန့်ကွက်သူများဟာစစ်တပ်ကိုတော်လန် ပုံကန်ဖြုတ်ချရန်ကြံစီနေတဲ့ပူးတပ်တရှုံများဖြစ်တဲ့အတွက်ဇော်ဘုံဟိန်ဘတ်တော်